ဘယ်လိုခေါ်လဲအာကျွန်တော်နာမည်ဖြစ်ရှင်တော့ Patricia ရဲ့နာမည်ကနောက်သူ့ရဲ့နာမည်အရင်ကဆူရှာနိုင်အဲ့ဒါကို poster မှာထိုးချလိုက်တယ် Patricia ရဲ့ပြီးတော့ဆူရှာနိုင်နေဟာငါဘယ်နာမကျန်ရလဲချမ်းမြေမြန်လို့ဆိုတာလုံးဝမပါတော့နမဲထိုးမခံရလောက်တဲ့အထိကြီးရတော့မဖြစ်တင်ဘူးပေါ့နော်သူ့ရဲ့နမဲကိုပဲနှစ်ခါပြန်ထိုးလိုက်ပြီးတော့ချမ်းမြေမြန်တို့ကဆူရှာနိုင်ဖြစ်သွားအဲ့ကြတယ်အဲ့လိုမျိုးတွေပေါ့နော်ကိုယ့်ရဲ့ဇာတာပဲဖြစ်မှာပေါ့ကိုနေရာတစ်ခုနဲ့ကိုယ့်လာကန်လန်းနဲ့ character တခုကိုရိုက်တာကိုကတော့ဘယ်သူမှပတ်စံထုတ်ပြီးတော့ငါဒီနေရာပါကျင်လို့ပါဆိုပြီးငွေတော့ပုံပြီးရိုက်ခဲ့တာမျိုးဂျင်းနေရင်ဒီဒီဒီချိန်ဒီတခုမှမရှိခဲ့ဘူးပေါ့နော်။ဘောကြောက်လို့ငါတို့မြန်မြန်ယူနေရအောင်မယ်။အော်မာမာငါလည်းနေုံယူချင်ပါဘူးယာကျော်ရဲ့။ကာယကံရှင်တွေကြားချက်မပြောဖြစ်ဘူးမျိုးသိထားရင်များပဲဆိုကိုမရရမှာဆိုလို့ main road ဘာကြောင့်မရောက်ခဲ့လဲဆိုတော့ချမ်းမေဟုတ်တယ်ချမ်းမေလည်းကိုကိုကိုစဉ်းစားလို့မရတခါလေကြာရင်အပြေရှာမရပါဘောเนาะအာ item မလုတ်တက်တာလားဆိုတော့လည်းမဟုတ်ဘူး item လည်းလုတ်တက်တယ်ဒါပေမဲ့လူကောင်တင်းနေရလဲပါမလားတော့မသိဘူးချမ်းမေလူကောင်က ညက်တယ်ပေါ့နော်အကောင်သေးတယ်အရက်လည်းရမ်းမရှိဘူးဆိုတော့လေအဲ့ဒီမမဲရဆိုချမ်းမေကကိုပြေတီဦးရဲ့မမိုဟိတ်ကိုနဲ့ရိုက်တဲ့ကျွန်တော်မုံတော်မျိုးသမီးဆိုတဲ့ဗီဒီယိုကားမှာဆိုလို့ရှိရင်ချမ်းမေကိုပရိုဂျူဆာဘက်ကလည်းရွေးထားတယ်ဒါရိုက်တာဘက်ကလည်းရွေးထားတယ်ဒါပေမဲ့အဲ့ဒီမှာဘာဖြစ်လဲဆိုတော့မင်းသားဘက်ကကြတော့ဒါဖြစ်ပါမလားဒီကောင်မလေးလူကားတသေးလေးသူနဲ့သမီးစားခန့်ရိုက်ရမှာဆိုတော့လေအဲမမိုဟိတ်ကိုနဲ့လည်းအပြိုင်သဘောမျိုးပေါ့ကာရက်တာရဆိုအပြိုင်ကာရက်တာဆိုတော့ဖြစ်ပါမလားနော်သူကလူကောင်လေးကတသေးလေးနဲ့ငါနဲ့တွဲလို့ဆင်ပြောအဲ့လိုမျိုးလေးတွေမင်းသားဘက်က worry လေးတွေဖြစ်ခဲ့ရတယ်ချမ်းမေပြန်ကြားတယ် ဒါဒေါက်တာလင်းနှင်းစီငါနဲ့လက်ထပ်ဖို့တည်းရှိရထားတယ်ငါရဲ့ချစ်သူအာပထမဆုံးတို့ရိုက်ကြည့်မယ်တရက်လောက်တော့ရိုက်ကြည့်လိုက်မယ်အဆင်ပြေဆိုဆက်သုံးမယ်အဲ့လိုမျိုးပေါ့ challenge နေနေတော့ချက်မဒီရုပ်ရှင်လောကထဲမှာ challenge တွေအများကြီးနဲ့ဖြတ်တန်းကြရဘာလို့ဆိုတော့သူတို့ရဲ့စိတ်ထဲမှာလည်းလူလေးကတေးသေးလေးနဲ့ဆိုတော့ဖြစ်ပါမလားဖြစ်ပါမလားဆိုရယ်စိုးရိမ်မှုတွေနဲ့ဒါကိုယ်ကိုအဲ့လိုဆန်းသုံးရင်ဆန်းသုံးအောင်လုံနိုင်သားပဲတော်သားပဲငါတို့ကဒီလောက်တော့မထင်တော့အဲ့လိုမျိုးလေးနေမှာကိုကတဆင်းဆင်းသွားရတာဆိုတော့ main road ကိုတက်ဖို့အထီးကြတော့သူတို့လည်း ကိုယ်အဲ့လောက်ထိဆွဲတင်ဖို့လဲဒါမရင်းရဲတာလဲပါမယ်ပေါ့နော်ပြီးတော့ကြတော့လဲကိုယ့်ရဲ့ကံတရားလဲဖြစ်မှာပေါ့ပြီးတော့အချမ်းမေတို့အဲ့ခေတ္တကဆိုရင်ဒါရုပ်ရှင်ဗီဒီယိုဇက်ကားတခုမှဆိုရင်ပိုစတာမှာကိုယ့်ရဲ့ဓာတ်ပုံပါဖို့ဆိုတာလဲလေဟိုဟိုဇက်ကားတခုရိုက်ပြီးသွားရင်ဖျားရှင်ရှင်မှာထိုင်ပြီးဆူတောင်းနေရတယ်လို့မျိုးထီကိုအေးပါခဲ့တယ်ခက်ခဲခဲ့တယ်ပေါ့နော်ဘာလို့လဲဆိုတော့ကိုကတော့အဲ့ဒီကားထဲမှာမင်းသမီးနဲ့အပြိုင်ကရက်တာတခုကိုရိုက်လိုက်တာပဲဒါပေမဲ့ပိုစတာမှာကိုယ့်ရဲ့နာမည်ဒီပါဂျင်မပါလာကိုယ့်ရဲ့ပုံစံကလည်းပါဂျင်မပါလာ ဲ့လိုမျိုးသွားပြောလို့ရှင်လေအရာအလုံးကနောက်ကျသွားရမင်းရတော့ဦးပိုစတာတွေကထုတ်ပြီးနေပြီပြန်ထည့်ပြီလို့မရတော့ဘူးမမရဆိုလို့ရှင်အဲ့ဒီ channel ကိုရိုက်ထားတယ်အာဟိုဟာဆာကူရာမကြွေပါနဲ့ဆာကူရာဆိုတဲ့ကားမှာဆိုလို့ရှင်ပက်ထရီရှာနဲ့ရိုက်ထားတာပက်ထရီရှာနဲ့အာကိုအောင်ရဲလင်းနဲ့ရိုက်တယ်ဒါကိုရဲ့တငယ်ချင်းရွှေတမာဟုတ်ကဲ့တွေ့ရမှန်းတမ်းရှင်ဟုတ်ကဲ့ကျမရဲ့ပက်ထရီရှာရဲ့နာမည်ကနောက်သူ့ရဲ့နာမည်အရင်ကဆူရှာနိုင် အဲ့ဒါကိုပို့စတာမှာထိုးချလိုက်တယ်ပက်ထရီရှာရဲ့ပြီးတော့ဆူရှာနိုင်တယ်ဟာငါဘယ်တော့မှချန်ငယ်လဲချမ်းမေမြန်နိုးဆိုတာလုံးဝမပါတော့အဲ့ဒီကားမှာဆိုလို့ရှိရင်ကိုနဲ့ကိုအောင်ရဲ့လင်းရအာမိဘတွေသဘောတူထားပါဘောကိုအောင်ရဲ့လင်းရဲ့အတော်မခင်စာကြီးကျော်မဆာလေးကချမ်းမေနဲ့သဘောတူထားတယ်ပြီးတော့ character ရဆိုရင်လည်းဝတ္ထုထဲမှာဆိုရင်လည်းကိုရဲ့ character လေးကဒါတီးတက် character လေးရှိနေရပါတော့နာမည်အထိုးမခံရတော့တဲ့အထီးကြီးရတော့မဖြစ်တင်ဘူးပေါ့နော်ဒါပေမဲ့ ကန်တရားပဲပြောရမလားတော့မသိဘူးသူကပက်ထရီရှာနဲ့ဆူရှာနိုင်အောင်အတူတူပဲဆိုတော့မသိကြဘူးဘာလို့ဆိုတော့ပက်ထရီရှာအနေနဲ့လည်းအဲဒီတော့အတိတ်တမ်းပဲရှိသေးတယ်အတူတည်းဒါဆပြီးတော့မင်းသမီးတန်းဆားရိုက်တဲ့အချိန်ပေါ့နော်အဲ့လိုမျိုးဆိုတော့နှစ်ယောက်ကတူတူပဲဆိုတော့မသိပဲနဲ့သူ့ရဲ့နာမည်ကိုပဲနှစ်ခါပြန်ထိုးလိုက်ပြီးတော့ချမ်းမြေမြန်တို့ကဆူရှာနိုင်ဖြစ်သွားတယ်အဲ့ကြတယ်အဲ့လိုမျိုးတွေပေါ့နော်ကိုယ့်ရဲ့ဇာတာပဲဖြစ်မှာပေါ့အဲ့လိုဆိုတော့ ဇလန်းကြည့်လိုက်လို့ရှိရင်ဇလန်းထဲမှာကိုဒီအစားအနေအဆုံးထိပါတယ်နေရာလည်းရတယ်ကိုရဲ့ identity လည်းလုံပြခွင့်ရတယ်သို့ပေမဲ့နာမည်ထိုးမခံရအဲ့လိုမျိုးတွေကြောင့်မလို့ဒီနေ့ဒီချိန်မှာဆိုလို့ရှိရင်လည်းအပြင်သွားတယ်လမ်းမှာပြိတ္တတွေတွေ့တယ်ဆိုလို့ရှိရင်ဟာအမှတ်မင်းသမီး အဲမင်းသမီးတို့အဲ့ထိတိတယ်ဆက်မထွက်လာတော့နာမည်မသိတော့အဲ့လိုမျိုးတွေပါနော်ဒါလည်းကိုအာလုတ်ခဲ့တဲ့ကုသိုလ်ကံနေကြောင့်လည်းဖြစ်မှာပါပြီးတော့ကြလည်းကိုယ့်ရဲ့အကျိုးပေးရဒီလောက်ပဲအကျိုးပေးလို့လည်းဖြစ်မှာပါပေါ့နော်အဲ့လိုပဲဖြည့်တွေ့လိုက်ပါတယ်အရန်အရန်ပေါ့အဲ့လိုအပြင်စိတ်နဲ့ဆိုရင်တော့သူလည်းလူကိုလည်းလူပဲလေအဲ့လိုမျိုးရေဆိုတော့အဲဒဲရှင်းမှာပေါ့နော်သိရမလားဘာဖြစ်လို့ငါ့ကိုနာမည်မထည့်တာလဲကိုဒီလည်းကိုဟိုဘယ်လိုပြောမလဲကိုနေရာတစ်ခုနဲ့ကိုယ့်ကိုလာကန်လန်းတဲ့ character တစ်ခုကိုရိုက်တာကိုကတော့ဘယ်သူမှ ပတ်စံထုတ်ပြီးတော့ငါဒီညပါခြင်းလို့ပါဆိုပြီးငွေတော့ပုံပြီးရိုက်ခဲ့တာမျိုးဒီနေ့ရင်ဒီဒီဒီချိန်ဒီတခုမှမရှိခဲ့ဘူးเนาะအာအရာအားလုံးဒီချမ်းမြေမြေတို့ character နဲ့ live ဖတ်တယ်လာပြီးတော့ဖိတ်ခေါ်ရဲဆိုရင်တော့ချက်မြရိုက်ခဲတာကြီးပဲဆိုတော့ဒါကိုကိုကန်လန်းထားပြီးတော့ကိုလည်းကျင်းနဲ့လက်ခံလို့ရိုက်ခဲတဲ့ character တခုမှတော့အတိမတ်ပြမှုတော့ရတဲ့နာပေါ့နော်အဲဒါကခုနပြောတာအချက်မြနမူနာပဲပြောတာအဲ့လိုမျိုးကာရီရှိသေးတယ်နောက်ထပ်ရှိသေးတယ်ချက်မြအကုန်လုံးမမှတ်မိတော့ပါပေါ့နော်အဲ့တော့ကတော့လူငယ်ဆိုတွေးဆတဲ့ချိန်ဆိုတော့ဒေါသထွက်တာပေါ့အမေနဲ့ပဲနှစ်ယောက်တည်းအဲ့လိုမျိုးဟိုမကျင်းတဲ့တာကြီးရင်ဖွင့်အမေကိုပဲပြော တကယ်တကယ်ကြတော့ကိုင်ကန်ရှင်တွေကြားချက်မေမပြောဖြစ်ဘူးမျိုးသိထားရင်များပဲဆိုကိုမရရမှာဆိုလို့အရန်ဝါသနာပါရဲ့လို့ဆိုတော့လေတနေ့တလောက်တီးခံနေစကလုံးတွေဒေါသတွေထွက်လာရင်လည်းမျိုးချရတယ်ကိုအသားကိုစိတ်ခွေရရမှာပဲပောက်ကွဲလိုက်တယ်တည်ရမလားဒီရုပ်ရှင်လောကသားရဲ့အချိန်မှာတခါမှအဲ့လိုစိတ်ဆိုးဒေါသထွက်တာမျိုးတိတ်ပြီးမပြဖြစ်ဘူးပေါ့နော်အဲ့ဒါကြောင့်လည်းဖြစ်မှာပါနေရရတဲ့တလောက်မရတာအဲ့ဒါကြီးလည်းပတ်မှာပါဘာလို့လဲဆိုတော့လူတော်တော်များများဟို တီးခံတဲ့လူဆိုလို့ရှင်အော်သူကရပါတယ်သူ့တော့ရပါတယ်ဒီလိုလေးထားလိုက်ပါရတယ်ရတယ်နဲ့ပဲတဖြည်းဖြည်းနောက်ရောက်သွားတဲ့သဘောလေးဖြစ်မှာပါဟုတ်